ရှင်မသက်ခရစ်ဝင်ခန်းကြီး20ဥပမာကကောင်းကင်နိုင်ငံတော်သည်သပြည့်ဥယင်ကိုလှုပ်ဆောင်သောသူတို့ကိုငှားချင်းကလည်းနဲ့ဆောဆောထွက်သွားသောအင်ရှင်နှင့်တူ၏ထိုသူသည်တနေ့လျင်ဒေနာရီတပြားစီပေးမိဟု၍လှုပ်ဆောင်သောသူတို့နှင့်ဝန်ခံပြီးမှသပြည့်ဥယင်သို့ဆီလွတ်လေ၏ နနက်တစ်ချက်တည်းအချိန်၌ထွက်ပြန်လျင်အခြားသောသူတို့သည်အလုတ်ကိုမလုတ်ဈေး၌ရပ်နေသည်ကိုမြင်၍တင်တို့လည်းငါးစပြည့်ဥယျင်သို့တွားကြတော်လျော်စွာငါပေးမည်ဟုဆိုလျင်ထိုသူတို့သည်တွားကြ၏တပန်းနှစ်ချက်တည်းအချိန်တပန်းသုံးချက်တည်းအချိန်၌ထွက်၍ရှိနီးတူပြုလေ၏၁၇နာရီအချိန်၌လေထွက်ပြန်လျင် အခြားသောသူတို့သည်အလုတ်ကိုမလုတ် ရက်နေဒီကိုတွေ့ရတင်တို့ဒီတနေ့လုံးအလုတ်ကိုမလုတ်ပဲဤအရက်၌အဘေးကြောင့်နေကြသည်နီဟုမေးတော်သူသူတို့ကကျွန်တို့ကိုဘေးသူမျက်မငားပါဟုပြောဆိုကြလျင်တင်တို့လည်းငါးစပြည့်ဥယင်တို့တွားကြတော်လျော်စွာရကြလိမ့်မည်ဟုဆိုလေ၏ညက်အချိန်ရောက်သောအခါစပြည့်ဥယင်ရှင်ကလှုပ်ဆောင်သောသူတို့ကိုခေါ်ခဲ့လော့ နောက်ဝင်သောသူမှဆ၍အရင်အဝဝင်သောသူတိုင်အောင်အခါကိုပေးလို့ဟုမိမိစာရေးကိုမှားလိုက်လေ၏ထိုကြောင့်စတနာ၏အချိန်၌ဝင်သောသူတို့သည်လာ၍ဒေနာရီတပြားစီခံကြ၏အရင်ဝင်သောသူတို့သည်လာကြသောအခါငါတို့သည်တာ၍ရမည်ဟုစိတ်ထဲမှတင်မှတ်တော်လေဒေနာရီတပြားစီခံရကြ၏ ထိုတို့ခံပြီးလျင်အင်းရှင်ကိုကဲ့ရဲ့ပြင့်တင်၍နောက်ဝင်သောသူတို့သည်တနာယီခန့်မြတာလှုပ်ဆောင်တော်လေတနေ့လုံးအမှုဝင်ကိုထမ်းရွက်၍နေပူစင်းရဲခံရသောအကျွန်ုပ်တို့နှင့်အင်ကြီးအမြတ်ကိုလိုစီရင်ပါပြီတကားဟုဆိုကြ၏အင်းရှင်ကလည်းအဆွေးတင်၌မတရားသောအမှုကိုငါမပြုဒေနာရီတပြားကိုတင်ယူဖို့ငါနှင့်သဘောတူဝန်ခံသည်မဟုတ်လော တင်ဤဥစ္စာကိုယူ၍တွားလော့နောက်ဝင်သောသူတို့အားတင်နှင့်အငြိအမျက်ပေးခြင်းဟာငါအလိုရှိ၏ငါသည်ကိုဥစ္စာကို ပြုလိုသည်မြမပြုရသလောငါသဘောကောင်းသောကြောင့်တင်သည် မြင့်မုံကျိုးရသလောဟုဆို၏ထိုနည်းတူနောက်ကျသောသူတို့သည် အရင်ကြကြလိမ့်မည် အရင်ကြသောသူတို့သည် နောက်ကြကြလိမ့်မည် ခေါ်တော်မူသောသူအများရှိတော်လဲရွေးကောက်တော်မူသောသူနေသည်ဟုမိန့်တော်မူ၏ယေရှုသည်ယေရုရှလင်မြို့သို့တက်ကြွတော်မူစဉ်လမ်းခရီး၌တကြိတ်နှစ်ပါးသောတပည့်တော်တို့ကိုစိတ်ကြွယ်ရာအယတ်တို့ခေါ်၍ငါတို့သည်ယေရုရှလင်မြို့သို့ယခုသွားကြ၏လူသားသည်ယေပရဟိအကြီးချမ်းပြုတ်เสียရာတို့လက်သို့ရောက်လိမ့်မည်ထိုသူတို့သည် ဒီပြစ်ကိုစီရင်ကြလိမ့်မည်လူသားအားပြည့်ရပြုတ်ခြင်းရိုက်ပုတ်ခြင်းလဝကားတိုင်းမှာရိုက်ထားခြင်းကို ပြုစီခြင်းကတပါအမျိုးတို့လက်တို့အနှံကြလိမ့်မည်တုံးရင်မြောက်သောနေ့၌ရှင်ပြန်ထမြောက်လိမ့်မည်ဟုမိန့်တော်မူ၏ထိုအခါဇေဘေဒေဤသားတို့အမိသည်သားတို့နှင့်အတူ အထံတော်သို့ချင်း၍ပြုတ်ဝတ်လျက်ဂျေဇုပြုရန် တောင်းပန်လေ၏ ကိုတော်ကသင်သည်အဘေကျေးဇူးကိုအလိုရှိသည်နည်းဟုမိတော်မူသောကိုတော်ဤနိုင်ငံတွင်ဇမ၌ဤသားနှစ်ယောက်တို့သည်လက်ရတော်ဖက်၌တယောက်အလဝဲတော်ဖက်၌တယောက်ထံရသောအခွင့်ကိုပေးတော်မူပါဟုပြောလေ၏ယေရှုကလည်းသင်တို့သည်အဘေတို့တောင်းပန်သည်ကိုသင်တို့မသိကြငါတောက်ရအံ့သောခွက်ကိုတောက်ခြင်းငှာ၎င်း ငါခံသောပိရိဇံကိုခံခြင်းငါ၎င်းတင်းတို့သည်တဆွမ်းနိုင်တလို့ဟုမေးတော်မူလျင်အကျွန်ုပ်တို့သည်တဆွမ်းနိုင်ပါ၏ဟုပြောကြတော့ငါဤခွက်ကိုတင်းတို့သည်တောက်ရကြလိမ့်မည်ငါခံသောပိရိဇံကိုလည်းတင်းတို့သည်ခံရကြလိမ့်မည်သို့တော်လည်းငါဤလက်ရဘက်လက်ဝဲဘက်မှထမ်းရသောအခွင့်ကိုကအကျဉ်သူတို့အဖိုးအလိုငှား ငါခမဲတော်သည်ပြင်ဆင်၏ထိုသူတို့အားသာငါပေးပိုင်သည်ဟုမိန့်တော်မူ၏အခြားသောတပည့်တော်တကြိတ်တို့သည်ကြားသိလျင်ထိုငီအကိုနှစ်ယောက်တို့ကို အမျက်ထွက်ကြ၏ယေရှုသည်ထိုသူတို့ကိုခေါ်တော်မူ၍သင်တို့တည်သည့်အတိုင်းလောကီမင်းတို့သည်အစိုးရပြုတ်တတ်ကြ၏အကယ်အမှုတို့သည် အာနာထားတတ်ကြ၏ သင်တို့မူကားထိုတို့မပြုကြနှင့်လူသားသည် သူတပားကိုစေစားခြင်းငါမလားသူတပားအစေကိုခံခြင်းငါ၎င်းမိမိအသက်ကိုစွန့်၍လူအများကိုရွေးခြင်းငါ၎င်းကြွလာသည်ဖြစ်၍ထိုနည်းတူသင်တို့တွင်အကဲအမှုပြုလိုသောသူကိုသင်တို့အစေခံဖြစ်စေသင်တို့တွင် အထွေအမြတ်လှုပ်ခြင်းသောသူကိုလည်းသင်တို့ကြုံဖြစ်စေဟုမိန့်တော်မူ၏ ယေရိခေါမြို့မှထွက်သွားကြစဉ်တွင် လူများအပေါင်းတို့သည်နောက်တော်သို့လိုက်ကြ၏ယေရှုသည်ကြွသွားတော်မူကြောင်းကိုလမ်းနားမှထိုင်နေသော လူကန်းနှစ်ယောက်တို့သည်ကြားရလျင်ဒါဝိဤသားတော်အရှင်အကျွန်ုပ်တို့ကိုကေမတနာတော်မူပါဟုညွှန်ကြော်လေ၏သူသူတို့ကိုတိစိတ်စွာနေစေခြင်းကလူအစုအဝေးတို့သည်ငောက်၍ဆိုကြတော်လေ ဒါဝိဤတာတော်အရှင်အကျွန်ုပ်တို့ကိုကေမတနာတော်မူပါဟုဒါ၍ဟစ်ကြော်ကြ၏ယေရှုသည်လည်းရက်တော်မူလျက်ထိုသူတို့ကိုခေါ်၍တင်တို့၌အဘေတို့ပြုစေလိုသည်နီဟုမိတော်မူလျင်သခင်အကျွန်ုပ်တို့မျက်စိကိုခွန်လင်းစေခြင်းငါပြုတော်မူပါဟုရှောက်ကြတော်ယေရှုသည်တနာခြင်းစိတ်တော်ရှိ၍ သူတို့မျက်စိကိုလက်နှင့်တို့တော်မူ၏ထိုခဏချင်းတွင်ထိုသူတို့သည်မျက်စိမြင်၍နောက်တော်သို့လိုက်ကြ၏ဖြူသွားတဲ့နှုတ်ကပတ်တော်ဇာနာသူအယောက်စီတိုင်းအတွက်ကောင်းချီးဖြစ်ပါစေ